အားလုံးပဲမင်္ဂလာပါ။ Download လို့စာဖတ်မြက်လက် channel ရာနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီနေ့မှာတော့ဖတ်မြက်လက်ပြကွက်အမျိုးအစားအများကြီးတွေထဲမှာ my reading ပေါ့နော် စိတ်ဖက်တဲ့ပြကွက်အမျိုးအစားကိုညွှန်ပြသွားမှာဖြစ်ပါတယ်။ပြကွက်ကအရင်လွယ်ကူတဲ့အတွက်အခုမှစတင်ဖတ်မြက်လက်လေးလာတဲ့တွေအတွက်လည်းအသိပေးမယ်လို့ညွှန်လင့်ပါတယ်။ဆိုတော့ကျွန်တော်ပြကွက်လေးကိုအရင်ဆုံးကြည့်ရရအောင်။ โอเคဆိုတော့ကျွန်တော်ကဖဲရလေးတွေကိုအရင်ထုတ်လိုက်ပါမယ်ဒီဖဲထုတ်လေးရဲ့အဖုံကမတော်ဆဖြစ်စီသွားတဲ့အတွက်ကျွန်တော်ကဒီ plastic အကြည့်ဘူးလေးနဲ့ထည့်ထားတာပဲဖြစ်ပါတယ်โอเคဆိုတော့ကျွန်တော်ကခုပြောက်ကွက်ကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲစိတ်ဖက်တဲ့ပြောက်ကွက်မျိုးစားလေးပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှင်ကျွန်တော်တို့ပြိတ်သက်ကနံပါတ်10ရနေပြီးတော့30အတွက်ပေါ့နော်ကြမ်းနှက်တတ်တဲ့နံပါတ်တစ်ခုကိုပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ပြိတ်သက်ကနံပါတ်12ကိုရွေးချက်လိုက်တယ်ပဲထားပါတော့ဖေးရဆိုရင် 1 okay ဆိုတော့အခုပြိတ္တကနံပါတ်7ကိုရွေးချယ်လိုက်တယ်မနော်ပြီးကြလို့ရှိရင်ပြိတ္တကဒီပုံတွေကနေပဲတဘွက်လည်းရတယ်တဘွက်ထပ်ပို့ရပမာဏလည်းရတယ်မနော်ဘေးကိုချိုးပြီးတော့ဖယ်ထုတ်လိုက်ရမှာဖြစ်ပါတယ်ဆိုတော့ပြိတ္တကချိုးလိုက်တယ်ပဲထားပါတော့ဆိုတော့ပြိတ္တကတော့ချိုးလိုက်တယ်မနော် okay အဲ့ဒါဆိုရင်ကျွန်တော်အခု လေးပုံပုံပါမယ်ဆိုတော့အခုကျွန်တော်တို့ဖဲချက်လေးနဲ့ဖဲချက်ချုပ်လေးနဲ့လေးပုံပုံလိုက်တယ်ပေါ့နော်ဆိုတော့အခုကျွန်တော်ဒီဖဲလေးပုံတွေရမှာပြိတ္တကတက်တဲ့တပုံကိုရွေးပြီးတော့ကိုကြိုက်တဲ့အပုံပေါ်မှာလက်လေးကိုအလိုတင်ထားလိုက်ရမှာဖြစ်ပါတယ် ဆိုတော့ပိတ်သက်ကဒီလေးပုံနေရာမှာဒီပုံလေးကိုရွေးပြီးတော့လက်လေးအလိုတင်လိုက်တယ်ပဲထားပါတော့ဖေရဆိုရင်အခုပိတ်သက်ကဖဲချက်တွေအများကြီးနေရာမှာဖဲလေးမပုံလာတဲ့နေရာမှာဒီတပုံကိုရွေးလိုက်တယ်ပြီးတော့ဖဲချိုးတဲ့အချိန်မှာလည်းပိတ်သက်ကကြိုက်တဲ့လောက်ကိုပမာဏအောင်ဖဲလေးချိုးလိုက်တယ်ပေါ့နော်ဆိုတော့အခုပိတ်သက်ရဲ့ရွေးချယ်မှုနောက်ကနေပြီးတော့ကျွန်တော်ကပိတ်သက်ရဲ့စိတ်တက်ကိုဖတ်ပြီးတော့ဖဲချက်လေးတွေကိုခံမလိုက်တဲ့အချိန်မှာ ကျွန်တော်ခံမှန်းကြည့်နေရင်းနဲ့ပေါ့နော်ပြိတက်ကလက်အောက်ကဖဲချက်လေးကအမဲရောင်လေးလို့ကျွန်တော်မြင်နေပေါ့နော်ထပ်ပြီးတော့နံပါတ်ကိုရွေးကြည့်တဲ့အခါမှာ1 2 3 4 5 6 1 2 3တူကောငါးနဲ့တက်နဲ့ကြားထဲမှာလို့လည်းပြောရတယ်ပေါ့နော်ဆိုတော့လေးဆိုပြောအောင်ရတယ်ပေါ့နော်လေးအမဲလေးဆိုတော့ကျွန်တော်တို့အခုခံမှန်းရတဲ့လောက်က4 of spade လေးဆိုပြီးတော့ကျွန်တော်က စိတ်ဖက်မိရယ်ပေါ့နော်ဆိုတော့ကျွန်တော်ခံမှန်းတဲ့အရာမှန်လားမလားဆိုပြီးတော့လှမ်းကြည့်လိုက်တဲ့အချိန်မှာ force way လေးဖြစ်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြပွက်လေးကတော့ဒါပါပဲတတ်ထက်တမဲ့လို့လည်းမျှော်လင့်ပါတယ်အခုလိုစိတ်ဝင်စားပဲကောင်းတဲ့ဖဲမြဲလေးပြပွက်တွေနဲ့ tutorial လေးကိုလည်းအများကြီးသင်စားပေးသွားဖို့ရှိရတယ်အောင်တင်ရဒီ channel လေးကိုအခုထိ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့အခုပဲလုပ်သွားပေးဖို့မမေ့ပါနဲ့ဦးဆိုတော့ကျွန်တော်တို့ ခုပြကွက်ရဲ့တင်းဆက်မှုဂျူဒိုတွေလေးကိုချက်လောက်လေ့လာကြည့်လိုက်ရအောင် Okay ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဒီပြကွက်ကစိတ်ဖက်ပြကွက်ဆိုပေမဲ့လွယ်ကူတဲ့အမျိုးအစားတွေဖြစ်ပါတယ်လွယ်ကူတာမှတော်တော်လေးလွယ်ကူတဲ့အမျိုးအစားတွေမှာပါတာပဲဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အစင်းစင်းရှိတဲ့ဘယ်ဘဲတော့မဆိုအသုံးပြုလို့ရတယ် အခုပဲရှိတဲ့အခြေအားပါလဲဆိုတော့ကျွန်တော်တို့ပြက်ကွက်မဆသင်ငယ်မှာဖဲလေးချိုးပြီးတော့စီထားဖို့တော့လိုတယ်ပေါ့နော်။ဒါမှကျွန်တော်တို့ဖဲစီရနေရမှာလဲအရင်ခက်ခက်ကြီးစီရတာမျိုးတော့မဟုတ်ဘူးပေါ့နော်။ကျွန်တော်တို့ဖဲလေးလေးချက်ပဲစီရတာဖြစ်ပါတယ်။ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဖဲအပွင့်နေရှိရတဲ့နေရာမှာကိုကြတဲ့အပွင့်ပေါ့နော်။ဥမာ space လဲရတယ်၊ color လဲရတယ်၊ diamond လဲရတယ်၊ hat လဲရတယ်ပေါ့နော်။ကျွန်တော် ပြက်ကွက်ထဲမှာတော့ space လေးကိုသုံးသွားတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဘယ်အပွင့်မဆိုတစ်ကနေလေးအထိကိုရွေးထုတ်လိုက်ပါ။ကွာတခြားနံပါတ်လေးသုံးခြင်းလဲရတယ်ပေါ့နော်။ကျွန်တော်ပြက်ကွက်ထဲမှာကြတော့ကျွန်တော်တို့ ကျွန်တော် space သုံးရတာပေါ့နော်တစ်ကနေလေးထိကျွန်တော် space လေးသုံးရတယ်ပေါ့နော်တဲ့နဲ့3လေးပေါ့နော်ကျွန်တော်ဒီနံပါတ်1ကနေလေးထိကိုကြိုက်တဲ့အပွင့်လေးသုံးလို့ရတယ်ကျွန်တော်ကတော့ space လေးသုံးထားတယ်လေးချက်ပေါ့နော်လေးချက်ပြင်ကျွန်တော်ကဘယ်လိုစီမလဲဆိုရင်အဆင်လိုက်ပဲစီမယ်ပေါ့နော်တစ်ကိုအပေါ်ကမှထားမယ်2 3လေကျွန်တော်အဲ့လိုမျိုးလေးလေးချက်လေးစီလိုက်မယ်စီလိုက်ပြီလို့ရှိရင်ဒီ ဖဲရဲ့ဒီအပေါ်ဆုံးလေးမှာတင်လိုက်မယ်ပေါ့နော်ပြင်ကျွန်တော်တို့ဒီဘူးလေးတွေပြန်ထည့်ထားပြီးတော့မျက်လဲစပြလို့ရပြီပေါ့နော်ဆိုတော့ကျွန်တော်မျက်လဲစပြတဲ့အခါမှာလဲဖဲကိုဘူးလေးကနေထုတ်လိုက်မယ်ထုတ်လိုက်ပြီးလို့ရှိရင်ပြိတက်ကဘာမှမပြောခင်မှာပဲကျွန်တော်ကအရင်ဆုံးပြိတက်ကိုအရင်ဆုံး force shape လေးအရင်လောက်စကားပြောနေနေလောက်လိုက်မယ်ပေါ့နော်ပြင်ကျွန်တော်ဒီညမှာကျွန်တော်လောက်သွားရဲ့ force shape လေးကကြတော့ကျွန်တော်ဒီတိုင်းလေးပဲလောက်သွားတာပေါ့နော် ကျွန်တော်စီရတာအပလေးချက်အပေါ်မှာဖြစ်တဲ့အတွက်ကိုဒီဘက်ဖဲချက်တွေအကုန်လုံးခြာပြီးမှကျွန်တော်ကဒီလိုတင်လိုက်တယ်ပေါ့နော်။အဲဆိုကျွန်တော်တို့စီရတာလေးကအပေါ်မှာဒီတန်းလေးရှိနေရအောင်နော်။ပြီးကြလို့ရှိရင်ကျွန်တော်တို့ကပရိသတ်ကိုနံပါတ်30ရနေပြီးတော့30အတွင်းရွေးကလာမယ်ပေါ့နော်။ပရိသတ်ကဘယ်နံပါတ်ရွေးရရတာပေါ့နော်။ဥမာပရိသတ်က73ရွေးလဲရ71ရွေးလဲရ72ရွေးလဲရတာပေါ့နော်။ဆိုတော့ဒီခေါပရိသတ်က71ရွေးလဲတယ်ပဲထားပါတာ။အဲဆိုကျွန်တော်တို့က1 2 3 4 5 6 7 8 9 10 71ရွေးလဲတယ်။ ရွေးလိုက်ပြီးရာနဲ့ကျွန်တော်အဲ့ဒီချလိုက်တဲ့အပေါ်မှာပဲဒီမိုလေးပြန်တန်းလိုက်မယ်ပေါ့နော်တန်းလိုက်ပြီးလို့ရှိရင်ကျွန်တော်အခုချိန်ကြီးဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်အောက်မှာ၄3နှစ်တက်ဆိုပြီးကျွန်တော်စီတိုင်းဖက်ကြတယ်ကျွန်တော်ဒီမိုလေးဖြတ်သွားတယ်ပေါ့နော်ပြီးပြကြလို့ရှိရင်ကျွန်တော်တို့ကပြိတက်ကိုဖဲချူခိုင်းအောင်မှာဖြစ်ပါတယ်ဒီညမှာလည်းအဲ့လိုလုပ်ပြီးရာနဲ့ပို့ပြီးကောင်းတော့လို့ဒီညမှာလည်းကျွန်တော်နောက်ထပ် face shuffle လေးတခု force shuffle လေးတခုထပ်လုပ်လိုက်တယ်ပေါ့နော်ဒီထဲမှာကျွန်တော်လုပ်သွားတာကကြတော့ တို့မျိုးလေးပဲเนาะကိုတခြားအဆင်ပြေရဲ့ force ရပဲတုံးလဲရတယ်ပေါ့เนาะ Okay ပြီးကြလို့ရှိရင်ပြိတ္တကိုကျွန်တော်ကဖဲတဝက်ကြော်ကြော်လောက်ကိုချိုးခိုင်းလိုက်ပဲပေါ့เนาะဘာလို့ကြော်ကြော်လောက်ချိုးခိုင်းလဲဆိုတော့ကျွန်တော်ဖဲလေးပုံပုံနဲ့ခါကြရင်အရင်များနေမှာဆိုလို့ဒီညမှာအရင်တော့အရင်မကြည့်ပေါ့เนาะကိုကဖဲအများကြီးနဲ့လေးပုံပုံချင်းလဲရတယ်နည်းနည်းလေးနဲ့ပုံချင်းလဲရတာပေါ့เนาะဒီလောက်လောက်ဆိုလို့ရှိရင်တော့အနီတော်ပဲပေါ့เนาะဒီတက်တက်ကိုကနည်းနည်းလေးထပ်ဖဲချင်းနဲ့ဖဲလို့ရတယ်ပေါ့เนาะဒီလောက်လောက်ကိုကျွန်တော်လေးပုံပုံလိုက်ပါမယ်ဒီဟို ီနေရာမှာကျွန်တော်တို့၄ပုံပုံရင်းနဲ့နောက်ဆုံးတစ်ချက်ကျန်တဲ့အချိန်ကကက်လေးကနံပါတ်၄ချက်မြောက်ဖဲကက်လေးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာအခု၄ချက်ကို၄ချက်မြောက်ဖဲလေးကဒီမှာချလိုက်ပြီဆိုတော့လည်းဒါ၄၃၂တက်ပေါ့နော်ကျွန်တော်အဲ့လိုမှတ်ရပါမယ်ဒီမှာ၄ဆိုရင်၄၃၂တက်ပေါ့နော်နောက်ဆုံးဖဲချက်လေးကဒီမှာချလိုက်ရသလိုရှင်တော့၄၃၂တက်အဲ့လိုမှတ်ရမယ်ပေါ့နော်ဒီဘက်ကနောက်ဆုံးဖဲချက်လေးကဒီမှာချပြင်သွားရသလိုရှင်တော့၄ဆိုလို့ရှင် 3နဲ့တက်ပေါ့နော်ဒါကိုအစဉ်ပြေလို့မှတ်လို့ရတယ်မဟုတ်မာက4ဆိုလို့ရှိရင်4ဆိုလို့ရှိရင်3နဲ့တက်လို့ဖြစ်တယ်ပေါ့နော်ဆိုတော့အခုပရိသတ်ကပရိသတ်ကိုကျွန်တော်တို့ကကြိုက်တဲ့အပုံတစ်ပုံမဟုတ်ကြောက်ွက်လေရတာမယ်လက်ထောက်ခံလို့ရတယ်ပေါ့နော်ပရိသတ်ကဘယ်ပုံထောက်ထောက်ရတယ်ပရိသတ်ကဒီပုံထောက်မှာဆိုလို့ရှိရင်တော့4ဖြစ်သွားမယ်ဒီပုံထောက်လို့ရှိရင်3နဲ့တက်ဆိုလိုမျိုးပေါ့နော်၄၃နဲ့တက်အဲ့လိုမျိုးလေးပေါ့နော် ဆိုတော့ကျွန်တော်တို့ tutorial ဒီကတော့ဒါပါပဲပြက်ွက်လေးဝက်ချက်လေးကဒါပဲပေါ့နော်ကျွန်တော်ဒီပြက်ွက်လေးကို performance ကောင်းအောင်နေပေါ့နော်ဒါအောင်လောက်ကောင်းအောင်နေကိုကနည်းနည်းလေး toggle ကောင်းအောင်နေပြတတ်မှာဆိုလို့ရှင်တော့ပို့ပြီးတော့မိုက်ပါလိမ့်မယ်ဆိုတော့တဘောပေါင်းနားမလည်အောင်ရှိလို့ရှင်လဲကျွန်တော် comment လေးထဲမှာမှတ်သွားပေးလို့ရပါတယ်ဒီ video လေးကိုကြားနေတဲ့ဆိုလို့ရှင်တော့ like လေးနှိပ်သွားပေးလို့လည်းရပါတယ်ကြည့်စုသူရေအတွက်ညားလိုက်များလာလေး subscribe တွေများလာလေးကျွန်တော်ကဒီ video တွေအများကြီးလုပ်ဖို့အတွက် motivation တွေခွန်အားအများကြီးရကြမယ်ဖြစ်ပါတယ် တော့ကျွန်တော်တို့ဗီဒီယိုလေးကိုအဆုံးလို့ကြည့်ပေးတော့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုအတန်မှာပြောက်ွက်အစ်စ်လေးနဲ့တို့ပြန်ပြီးတော့တွေ့ကြပါမယ်